တနင်္ဂနွေလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၈ဖွဲ့ရဲ့ကိုယ်စားလှယ်တွေနဲ့အစိုးရအခြားပြစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ကော်မတီ JMC ရဲ့ပထမဆုံးအစည်းအဝေးကိုမြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန MPC မှာပြစ်လုံနေတဲ့တဲ့တင်ကိုဥကြော်စရာဝင်းကပြောပို့ထားပါတယ်ခင်ဗျာတနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်ရေးထိုးပြီးနောက်ပိုင်းပြီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့တွေမှာနေပြည်တော်မှာလုတ်ခဲ့တဲ့ တနင်္ဂနွေပြစ်ခတ်တိုက်ခိုက်မှုရစဲရဲသဘောတူစာချုပ်အကောင့်တွေဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး GICM ကနေဖွဲ့လိုက်တဲ့ပြစ်ခတ်တိုက်ခိုက်မှုရစဲရဲပူးတွဲစောင့်ကြည့်ရေးကော်မတီ GMC နဲ့ပြည်ထောင်စုညဉ့်ဉေးဆွေးနွေးမှုပူးတွဲကော်မတီ UPD JC ကော်မတီတို့က GMC ကော်မတီအစည်းအဝေးကိုပထမဆုံးအကြိမ်ပြုလုပ်နေတာပါဒီအစည်းအဝေးကိုအောက်တိုဘာ29ကနေ30ရက်နေ့ထိ3ရက်ကြာရန်ကုန်မြို့မြန်မာညဉ့်ဉေးစင်တာမှာပြုလုပ်မှာဖြစ်ပြီးအခုအစည်းအဝေးမှာ GMC ရဲ့ဖွဲ့စည်းပုံတာဝန်နှစ်ဖက်လှမ်းနိုင်ရမယ့်စည်းကမ်းတွေကုတ်တော့ကွန်နက်တွေကိုဆွေးနွေးကြမှာဖြစ်ပါတယ် စီရဲ့တောင်းဝင်တော့မတက်ကတော့ပြက်ခတ်ပြက်ခတ်ဖို့ရှော့ချဖို့ရစဲဖို့တောင်းကြည့်တယ်။ဒါတော့မလို့ရစဲနေရဆိုတော့မှတစ်ခါကပြက်ခတ်ပြက်ခတ်ဖို့ပြက်ခတ်ဖို့သူကဘယ်လိုများမတော်စားဖြစ်နေလို့မှတောင်းဝင်ကြည့်လဲဆိုတော့ကိစ္စတွေကတော့ပါတယ်။အစီမပြတ်ထလာတဲ့ဟာတွေအတိုင်းကိုဆက်ပြီးတော့စီကံကြပါလိမ့်မယ်ဖြစ်နေတာစတော့လည်းဖြစ်နေတယ်။ဒီကတဲ့ကံမှုတွေရှင်းချနိုင်ရယ်ဆဲနိုင်ရယ်ဒီတော့ငွေဆွေးနွေးပွဲတွေက ပုံပြီးတော့ဒီရှိတယ်။ဒီနေ့တစ်ခါတော့တော့ပြောရတာပါလေ။ဒီလိုဆော့ဖို့ဆိုတာကအကြီးကပြောရတဲ့အခုဒီနေ့ဆွေးနွေးရတဲ့အတိုင်းဆက်သွား။ဒီထဲမှာကုတ္တကွန်တက်ဆိုတဲ့ COC ရတယ်။ဒီကြည့်ပါအဲ့ဒီ GMC ရတောင်းလို့ပြောတာတော့ပါပါလား။အဲ့ GMC ကအဓိကအဖြစ်တော့ဒီလိုပဲပါလေ။အမရောကအဓိကတော့တောင်းနေတာ။ဒီလိုကြည့်ရတယ်တဲ့ဒီကတော့ဒီမဲ့တာနာတွေပါပါလေ။တပိုင်းတောင်းလို့ပြောတာအဓိကပါ။ GMC ရဲ့အကောင့်တွေဖော်မှုတွေဟာ အောက်ခြေကနေထိတွေ့မှုတွေတိုက်ပွဲတွေကိုရှော့ချဖို့ရည်ရတာဖြစ်ပြီးတော့အခုဖွဲ့ထားတဲ့ GMC ကိုပြည်내အဆင့်ဒေသဆိုင်ရာအဆင့်တွေကိုဖွဲ့စည်းဖို့ရှိတယ်လို့တိုင်းရင်းသားလက်နက်ကင်ဘက်ကတက်ရောက်လာသူတူကဆိုပါတယ် GMC ဆိုတာပူတွဲအာစောင့်ကြည့်ရေးကော်မတီကိုဆိုလိုတာဟုတ်ဒီပူတွဲစောင့်ကြည့်ရေးကော်မတီမှာအဓိကအလုပ်ခန်းကိုလုပ်ရမှာအတွင်းရေးမှုတို့အတွဲပဲအတွင်းရေးမှုတို့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိစ္စနဲ့ ကျွန်တော်တို့၃နာရီလုံးလုံးအဲဘယ်နှစ်ယောက်ထားမလဲဘယ်တာဝန်ပေးမလဲစသည်ဖြင့်အဲ့ဒါပဲကျွန်တော်တို့ပြီးတော့ပါတယ်ဒါပေမဲ့ဒီနေ့လေတော့ဘိုင်းတော့အဲသူတို့ဒီ GMC ကိုပြီးနေအဆင့်တို့ဒေတန္တရအဆင့်တို့စသည်ဖြင့်ကျွန်တော်တို့ဆက်ပြီးမှဆွေးနွေးသွားမယ်လို့အစီအစဉ်ထဲမှာတော့ပါဝင်ထားပါတယ်ဗျာ NC စာချုပ်ထဲမှာတိုက်ပွဲတွေမဖြစ်အောင်ထိန်းနေနေရမှာ GMC ဆိုတဲ့ကော်မတီပါဝင်ပြီးလက်မှတ်ရေးထိုးတဲ့အဖွဲ့တွေနဲ့ GMC ကိုဖွဲ့ခဲ့တာဖြစ်ပါတယ်။ NCA စာချုပ်ထဲမှာနှစ်ဖက်တက်တွေလက်နာရမယ့်စည်းကမ်းတွေပါဝင်ပြီးစည်းကမ်းဖောက်ခြင်းမဖောက်ခြင်းကို GMC ကဆုံးဖြတ်သွားမှာဖြစ်ပြီးဆုံးဖြတ်တဲ့အခါမှာလည်း GMC တွင်ပါဝင်တဲ့နှစ်ဖက်အဖွဲ့တွေစောင့်ကြည့်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်ကြော်စားဝင်ပါခင်ဗျာ။